โอเคဒါလေးကကျွန်တော် defend အသစ်ပဲဖြစ်ပါတယ်သူရဲ့လှုပ်လှုပ်ပုံလေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှင်ကျွန်တော် gain လေးတစ်ချက်ရှာမယ်โอเคခြေနားလေးကိုကတ်မယ်ဆိုလို့ရှင်တော့ဒီ JG ကကင်းအောင်ပါတခါတည်းဆောင်ဆွဲသွားမှာပဲဖြစ်ပါတယ် oh my goodness တော်တော်ကျန်းတဲ့ defense လို့ပြောလို့ရတယ်ကင်းနေရောပတ်တီရောအကုန်လုံးဆွဲပြီးတော့မှထဲပလိုက်တာကြီးကတော့တော်လေးကိုကြောက်ဖို့ကောင်းပါတယ်ဗျ Hello အားလုံးမင်္ဂလာပါ Google Gaming Facebook Page နဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလာထဲမှာ Twitch မှာ Upgrade ဒီမှာပါဝင်လာမယ် New defense အကြောင်းလေးကိုအသေးစိတ်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube Channel လေးကို Subscribe မလုပ်ရသေးရင် Subscribe နဲ့ပြီးတော့ဝင်ရပေးပါဦး Subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်းလဲကျေးဇူးများကြီးတင်ပါတယ်ကဲတော့ Let's go brother ကျွန်တော်အရှိမဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျ Okay Upgrade ပြီးတော့ပြီဆိုလို့ရှိရင်တော့ brother တို့က defense န်အစ်စ်ကိုရရှိမှာဖြစ်ပါတယ်။ short play ကိုတစ်ချက်နှိပ်ပြီးတော့မှာ defend နေရာလေးကိုသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် crating station ဆိုပြီးတော့မှာ defend အစ်စ်ကလေးတစ်ခုကိုတွေးမြင်ရမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာ free player ကိုလည်းတွေးမြင်ရတာဖြစ်ပါတယ်။ free player တွေဆိုပြီးတော့မှာ brother တို့ကလုံးဝမပျော်လိုက်ပါနဲ့။ကျွန်တော်တစ်ချက်နှိပ်ပြီးတော့မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဖြစ်ဒီ defend တော်တော်လေးကိုထူးဆန်းတဲ့ defend ပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ okay ဘာမှမနေပဲနဲ့ဒီပုံစံလေးကြည့်မယ်ဆိုရင်တော့ဒီ base ကလုံးဝ all match ဖြစ်သွားပြီပေါ့နော်။ Okay ဒါပေမဲ့တိမ်မောင်းတို့ကအထဲထဲကိုနှိပ်ပြီးတော့မှကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ အဂရိတ်တင်ရမယ့်အနေထားတွေကတော့တော်လေးကိုများတာပဲဖြစ်ပါတယ် ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ defense 3ခုကိုတွေ့မြင်ရပါဖြစ်ပါတယ်ကျွန်တော်ပထမဦးဆုံးအနေနဲ့ hoof tower ရှိမယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကျွန်တော် fire spitter ရှိမယ်နောက်တစ်ခုကတော့ crusher motor လို့ခေါ်ပါတယ်ဒီမှာကျွန်တော် defense 3ခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီကောင်းကျော်ဘာနဲ့ပုံစံတူလဲဆိုလို့ရှိရင်တော့ spare tower တွေနဲ့ပုံစံတူတာပဲဖြစ်ပါတယ်ဗျဒါပေမဲ့ကျွန်တော် spare tower ကကြတော့၃ခုပါတာဖြစ်ပါတယ် rage to poison တို့ဒီကိုပျောက် spare တို့ပေါ့နော်အဲ့လိုမျိုးလေး၃ခုပါတာဒီကောင်းလေဒါမျိုး၃ခုပဲဒါပေမဲ့ तू ကဒီကောင်းကို level 10သွားတာနဲ့ဂျန်နဲ့၃ခုကပါလိုက်ပြီးတော့မှ level match ဖြစ်သွားတဲ့အနေ ထားလေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့အဲ့လိုမဟုတ်ပါဘူးဒီဘက်ကကျွန်တော်တို့ပထမအဆုံးတင်ရမယ်ကျွန်တော် hoof tower ကို level အပ်ရမယ်ဆိုလို့ရှိရင်တော့ဖြင့်တစ်ချက်နှိမ့်လိုက်မယ်ဆိုရင်တော့ဒီ hoof tower ထဲမှာဆိုလို့ရှိရင်တော့အစစ်30ဒီ level အပ်ရမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့တော်တော်လေးကိုကျန်းတယ်လို့ပြောလို့ရတယ် ထမအောင်ဆုံးအနေနဲ့ကျွန်တော်တို့ hit point ကို level ဘယ်လောက်ထိအားမယ်ဆိုတော့ကန့်သက်ထားတယ်။နောက်တစ်ခုဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော် attack speed ပါညာပေါ့ဒီအောက်မှာဆိုလို့ရှိရင်လည်းကျွန်တော် target ဆွဲတဲ့ပုံစံလေးဒီကို upgrade လုပ်အောင်မယ်နေထားလေးတွေဟာ၃ခုစီ upgrade လုပ်အောင်မှာဖြစ်ပါတယ်။အရင်ဆုံးအနေနဲ့ကိုဘောကဒီ defend တွေအလုံးလုံးပုံတွေကိုကျွန်တော်နောက်မှပြောပြမယ်။ဒီ level တွေတင်ရတဲ့ဟာကိုကိုဘောအရင်ဆုံးပြောပြပေးမှာဖြစ်ပါတယ်နော်။ဒါလေးကိုလည်းကိုဘောနဲ့တူတူတစ်ခါတည်းတင်သွားမှာဖြစ်ပါတယ်။ပထမအောင်ဆုံးကျွန်တော် hit point ကိုတင်မယ်ဆိုလို့ရှိရင်တော့ Aliza နဲ့တင်ရပြီးတော့မှအောက်ကကျွန်တော်တို့ဒီ attack speed ပုံစံလေးကိုတင်ရမယ်ဆိုလို့ရှိရင်တော့ goal ဲ့တင်ရမှာဖြစ်ပါတယ် ။အောက်ဆုံးမှာကြည့်မယ်ဆိုလို့ရှိရင်တော့သူကတော့ဒက်အလီဇာနဲ့တင်ရတာမျိုးတွေးမြင်ရတာဖြစ်ပါတယ်။သူ့ရဲ့ကြာချိန်တွေကအယမ်းမကြအောင်ဆိုပေမဲ့တင်ရတဲ့ level ပေါင်း16000ကတော့တော်လေးကိုကျန်းတာပဲဖြစ်ပါတယ်။ Okay ကျန်းတယ်လို့လည်းသူ့ရဲ့ defend အလုံးလုံးပုံကကျန်းလားဆိုတာကိုတော့ဒီနေ့ accurate အကုန်လုံပြီးတော့မှပြပေးသွားမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော် hit point ကိုစပြီးတော့မှ level အဲ့ဒါလေးကိုတစ်ချက်ကြည့်ရအောင်ဗျာ။ဒီမှာဆိုလို့ရှိရင်ပထမအဦးဆုံးကျော်တရက်ပေါ့ဗျာ။နောက်ရတရက်နဲ့မှ6နာရီတို့တရက်နဲ့17နာရီတို့တရက်နဲ့18နာရီတို့အချိန်လေးတွေကတော့ကျွန်တော် super shot တင်တယ်လို့ပါပဲကျွန်တော် ော့နည်းနည်းလေးပဲကြာတဲ့အနေထားလေးဖြစ်ပါတယ်အရင်တော့ကြာတဲ့ထက်မှတော့မပါဘူးပေါ့နော်ဒါမျိုးလေးတွေနဲ့ကျွန်တော်တို့ကအန်ချိန်ပြီးတော့ level up မဲ့သဘောပါဒီနောက် upgrade ပေါ့အခုထွက်လာမဲ့ဒီ upgrade ထဲမှာဆို bar defect မှမပါဘူးအဲ့ဒီဟာတစ်ခုလေးလေးပဲတိုးလာတာဖြစ်ပါတယ် okay ကိုပေါ့ဒါအလီဇာလေးတစ်ချက်ပြန်ပြီးတော့မှဖြေလိုက်မယ်ပြီးတော့ကျွန်တော်အဲ့ defect လေးကိုပြန်သွားမယ်နော် okay ကျွန်တော်2ရက်ကြာမယ်ပေါ့နော်နောက်တစ်ခုက level ကျွန်တော်ရိအဲ့ကိုရောက်လာပြီပေါ့နော် hit point ဟိုကဒါမဲ့ तू က level 6လို့ဒီမှာပြလာတယ်ဒီမှာကတော့သူ့ရဲ့ total level ကတော့ level 8လို့ပြမှာဖြစ်ပါတယ် ပြီးတော့2ရက်နဲ့မှ6နာရီရှိမယ်2ရက်နဲ့17နာရီ2ရက်နဲ့ကျွန်တော်18နာရီပုံမှန်ဒီလိုမျိုးလေးပဲပေါ်နေမှာပေါ့နော်။ Okay ဒီမှာ3ရက်3ရက်ကျော် Okay ဒီမှာဆိုလို့ရှိရင်တော့ဒီ hit point ကဒီအသေးပုံလေးပေါ့နော်။အဲအသေးလေးက level max ဆိုရင်10တိဖြစ်သွားပြီ။ဒီမှာသူ့ရဲ့ total level ကကျတော့7နှစ်ဖြစ်ပါတယ်။ Okay အောက်မှာကျွန်တော်ရဲ့ attack speed ပုံစံလေးကိုကျွန်တော်အရအောင်ဗျာ။ဒီကောင်လေးကိုလည်းအဲ့လိုပဲကျွန်တော်ရဲ့ဒီမှာကျတော့ Okay ဒီမှာ20နာရီတော့8 million တော့ဝေါ်တစ်ချောင်းစာလောက်ပေါ့နော်။ပြီးတော့ကျွန်တော်ရဲ့9 point 5 million တော့ okay ဒီမှာဆိုလဲဟာမအောင်ဘေးဒင်းနေပါတယ်တို့ကသုံးလို့ရသေးတယ်ဗျဒါပေမဲ့ဒီကောင်ကြီးမှာကိုဘောတို့ကဒီ magic item တွေသုံးဖို့ဆိုတော့တော်တော်လေးနှမျောစရာကောင်းတယ်လို့ပြောလို့ရတယ်သူ့ရဲ့ရက်တရားကြတော့ကျွန်တော်အချိန်နည်းနည်းလေးဆိုတော့အာဘယ်လိုပြောမလဲအချိန်နည်းနည်းလေးဆိုတော့နှမျောဖို့တော့ကောင်းတာပေါ့ဗျာ โอเคဒီမှာဆိုလို့ရှိရင်လည်းတိမ့်ပေါင်တို့ကဒီတစ်ခု app ပဲဆိုလို့ရှိရင်လည်းနောက်တစ်ခုနဲ့ byte တူအဲ့လိုမရတာကတော်တော်လေးတော့တိုက်ပတ်တဲ့အနေအထားလေးပေါ့နော်တစ်ခု app ပြီးဆိုသူပြီးွားမှနောက်တစ်ခုကိုပေါ်တော့ပြန်လဲလဲပြီးတော့အဲ့လိုရမှာပဲဒီမှာမှာဆိုရင် data lisa နဲ့ add တာကနောက်တစ်ခုကို action တို့ဒီကောင်းကို add ထားမယ်ဆိုရင်အပေါ်ဟာကိုကိုပေါ်တော့ထပ်ပြီးတော့ byte တူအဲ့လိုရမှာမဟုတ်ပါဘူးဗျโอเคဒါဆိုလို့ရှိရင်ကိုပေါ်ဒီမှာလေးဒီကောင်းလေးကိုပဲကျွန်တော်ပြီးအောင် add သွားလိုက်မယ်နော်ဒီကောင်းက level 30ဒီပေါ့ဒီမှာဆိုရင် hit point အသေးပုံလေးကို level 10တင်ရမယ်နောက်ကနေ့ကျွန်တော် attack speed ပုံစံကို level 10ထက်တင်ရမယ်ဒီမှာဆို level 20ဖြစ်သွားပြီ total level ကကြတော့ level 23ဖြစ်ပါတယ်တော်တော်လေးကျန်တဲ့ထဲမှာပါရနော် brother တို့ဒါကကိုဘိုးတို့တခုတည်းအပ်နေတဲ့ဟာကြတော့ဒီအပေါ်ကကျွန်တော် hook tower ကြီးကိုကျွန်တော်အပ်နေရနော် brother တို့ဒီ chain နဲ့ဆွဲတဲ့ကောင်ကြီးကိုကျွန်တော် level အပ်နေဒီဘက်ကကျွန်တော်တို့ဒီကောင်လေးမပါသေးဘူးဒီဘက်က flame spitter တို့ဒီဘက်ကကျွန်တော်တို့ crusher motor တို့မပါသေးဘူးဗျအဲ့ကောင်လေးလည်းအဲ့လိုပဲ level 3 direct တင်ရမှာဖြစ်ပါတယ် okay let's go ကိုမတော်က level ကြီးအဲ့လိုတွေအများကြီးတင်ရတာ ပြဿနာမရှိဘူးဘာလို့ဒီ level တစ်ခုကိုတစ်ခုအပ်ထားပြီဆိုရင်ဒီနောက်ကအပေါ်ကဒီ hit point ကိုလည်းအဲ့လိုရမယ်ဆိုရင်တော့မဆိုးဘူးပေါ့ဗျာနော်အဲ့လိုတွေတော့တိုင်ပတ်တယ်ပေါ့ဒါမှမဟုတ်သိမ်းမောင်တို့ကဒီလိုမျိုးတစ်ခု level တင်ထားပြီဒီဘက်ကိုရွှေ့ပြီးတော့မှဒီဘက်မှာကျွန်တော် attack upgrade ထပ်ပြီးတော့လုံးမယ်ဆိုလို့ရှိရင်တော့ရတယ်ဒီသုံးခုလေးကိုဖြိုင်တူလုံးမယ်ဆိုရင်တော့ပြဿနာတော့မရှိဘူးပေါ့နော်ဒါမျိုးအပ်မယ်ဆိုရင်တော့ရတယ်ဒီတစ်ခုလေးကိုပဲဟိုသူကဖြိုင်တူအဲ့လိုမရတာပေါ့နော်ဒါမဲ့ brother တို့က အာဘယ်လိုပြောမလဲဒီလိုမျိုး app ပေါ့နော်တခုကိုအဲဒီမှာကျွန်တော်အလုပ်သမားတယောက်ခိုင်းပြီးဆိုဟိုဘက်ကလည်းအလုပ်သမားနောက်တယောက်ခိုင်းပြီးတော့သုံးခုလုံးပြိုင်တူလေးခိုင်းပြီးတော့မှအဲ့လိုပုံမှန် app သွားမှာပဲအဆင်ပြေမယ်ပေါ့နော်ဒီလိုလေးလုတ်ပြီးတော့ကောင်းတော့ကောင်းတယ်တကယ်လို့တော့သူတို့ကဒီတခုတည်းကိုပဲ level မတ်တိအခိုင်မဲ့အလုပ်သမားတွေတုံးလို့ရမယ်ဆိုရင်ဒါကိုကဘယ် defend ကိုကြိုက်လဲဒီထက် defend တခုရွေးချယ်ပြီးတော့မှလူတွေကအဲ့လိုမျိုးအက်ကြမှာပေါ့နော်သူတို့ကအဲ့လိုပုံစံမဖြစ်စေချင်လို့ defend တွေကိုပြိုင်တူတင်စေချင်တဲ့သဘောပဲဖြစ်ပါတယ် โอเคဒီမှာကျွန်တော်ဂျန်လေးနဲ့ပြီးပြီးသွားလိုက်မယ်အခုဆိုရင်တော့ဒီမှာရှေ့ကဒီဂျိတ်နဲ့ပြစ်တယ်ကျွန်တော် hoof tower ကြီးက level match 30ဖြစ်သွားပြီပေါ့နော်โอเคအဲ့ဒါလေးကိုဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလိုပုံစံလေးမြင်ရမယ်ဒီခေါင်းကကျတော့ဒီ hoof tower ပျောင်းထားမယ်ဆိုလို့ရှိရင်တော့အလုံးလုံးလိမ့်မယ်ပေါ့နော်တခြားဟာတွေပျောင်းထားမယ်ဆိုတော့အလုံးမလုံးဘူးတခြားဟာလေးတွေကခုဒီမှာထပ်ပြီးတော့ upgrade လုပ်နေရဆိုတော့လေโอเคဒီဘက်ကကျွန်တော် flame spitter လေးကိုတစ်ချက်လောက်ကြည့်ရအောင်ဗျအဲ့ဒါလေးကိုကိုယ်တော့ထပ်ပြီးတော့မှအပ်မယ်နော် โอเคကျွန်တော်ဒီ goal လေးတွေဟွာလေးတစ်ချက်ဖြည့်တယ်ဦးမြတ်โอเคအဲ့ဒါဆိုရင်ကိုပေါ်ဒီအောက်က level တွေကလည်းဒီနီးပုံစံတွေပဲကျွန်တော် level အဲ့လိုမျိုးလေးအဲ့အမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်တခုကို level 10ဆင်းတင်ပဲတော့ထင်တာပဲကိုပေါ်အစမ်းဒီကောင်းကို10ဆင်းအပ်ကြည့်လိုက်မယ်နော်10ဆင်းဆို level match ဖြစ်ပြီထင်ပါတယ်โอเค โอเคဒီမှာလဲ10စင်းစီပဲအဲ့တော့ကိုဘောဗီဒီယိုကြီးအချိန်ခြေတော့မှာဆိုတော့ဒီ defense 3ခုလို့ကျွန်တော် level match တစ်ခါတည်းလောက်လိုက်တော့မယ်နော် brother တို့ဒီမှာကိုဘောတို့ကဒီအရှင်းမှန်တဲ့မှာကြည့်မယ်ဆိုလို့ချင်းလဲဒီ crusher level တွေကို add တဲ့ခါမှာဆိုလို့ချင်းသူကဂျန်လေးတွေနဲ့ဒီ point လေးတွေပေးတာတွေ့မြင်ရတာဖြစ်ပါတယ်ဒီမှာဆိုလို့ချင်းဒီအောက်က defense ပေါ့အဲ့ဒီအခုထွက်လာတဲ့ defense တွေလေးကို9ချိန် upgrade လုပ်တဲ့ချိန်ဂျန်10လုံးရမယ်ပြီးတော့လေ25ချိန် upgrade လုပ်မယ်ဆိုဂျန်30ရမယ် နောက်တဲ့85ချိန် upgrade လုပ်မယ်ဆိုလို့ချင်းချန်အလုံး90ရမယ်အဲ့လိုမျိုး mission လေးကိုလည်းထည့်ပေးထားတာတွေ့ရမယ်ပြသတော့ချန်လေးတွေရမယ်အစီအစဉ်လေးတွေတော့ရှိနေသေးတာဖြစ်ပါတယ် okay ပထမအုပ်စုအနေနဲ့ကျွန်တော်ဒီ hoof tower လေးကိုတစ်ချက်ကြည့်အောင်ဗျာဒီကောင်ကတော့ဘယ်လိုလုပ်လို့လဲဆိုလို့ချင်းတော့သူကဒီကြိတ်ကြီးနဲ့ဆွဲပြီးတော့မှအနီးအနီးနားပေါ့နော်ဝေးမှာရှိတဲ့ troop တွေကိုအနီးနားဆွဲသိမ်းပြီးတော့မှဒီအနီးက defend နေ monolith တို့ပါတော့ ਨੇ အဲ့လိုမျိုးပြစ်တာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဒီအနီးနားမှာသူ့အနီးနားမှာရှိတဲ့ defend တွေကပြစ်မှာပေါ့အဲ့လိုမျိုးပုံစံလေးဖြစ်ပါတယ်တချို့ထုတ်တွေကကြာဝေးမှာမမီဘူးမလား dragon တွေဆိုရင်ဝေးရောက်နေလို့ရှိရင်မမီဘူးမမီတဲ့ဟာကိုဒီကောင်ကလမ်းဆွဲပြီးတော့နီးကပ်မီအောင်လို့ဒီဒီဘေးနား defend တွေပြစ်အောင်လို့သူကလမ်းပြီးတော့ဂျိတ်နဲ့ဆွဲပြီးမှာဖြစ်ပါတယ်သူက level match လောက်ပြီးသားမယ်ဆိုလို့ရှိရင် hit point တွေတိုးလာမယ်သူရဲ့ဂျိတ်ဆွဲအားပို့ပြီးတော့မှကောင်းလာမယ်အနေထားလေးဖြစ်ပါတယ်နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်တော့ flame spitter ဒီကောင်ကကြတော့ မီးတွေနဲ့သူဒီဝေါ်တွေပေါ့ဥမာဆိုဝေါ်လေးမှာထားမယ်ဆိုသူ့ရဲ့ဘေးနားလေးမှာပြစ်နေမယ်ဒီမျိုးသူ့ damage တွေမျိုးထိနေမယ်ပုံစံလေးပေါ့ဗျာသူ့ရဲ့ hit point ကတော့ရှောင်းထောင်ရှိတယ် damage ကတော့400တတီကိုရှိတာမဖြစ်ပါနဲ့မီးပွားလေးပုံစံကျတော့28ဖြစ်ပါတယ်သူ့ရဲ့မီးပွားလေးထွက်တဲ့ပမာဏပေါ့နော်အမှဆိုရင်ဒီတော့ defend လေးနားကိုကတ်လာပြီးဆိုတာနဲ့သူကစတင်ပြီးတော့မီးလေးတွေနဲ့ပြစ်နေပါပေါ့နော်အဲ့လိုပုံစံလေးနဲ့ဆိုရင်ဒီမှာတွေ့တာဘေးနားမှာဆိုလဲရှော်သွားပြီဒီ defend အသေးစားလေးပေါ့ဒီ true အသေးစားလေးတော့တည်သွားနိုင်မယ်ဒါပေမဲ့သူတို့ဂျိုင်းရဲတို့ဘာလို့လို့မျိုးဆိုရင်တော့အကြိုက်ကြီးနေမှာ ပေးမှာပေါ့နော်လုံးလုံးဒီလိုမျိုးတန်ရှော့သွားမဲ့ပုံစံတော့မဟုတ်ဘူးဒီလိုမျိုးကျွန်တော်ဘာဘာတို့အမီနီယန်တို့တက်လာရင်တော့အပြောက်ပေါ့သူက AN ground နှစ်ခုလုံးအလုံးလောက်တာလေးဖြစ်ပါတယ်ဗျ။ Okay ဒီဘက်ကကျွန်တော်တို့ creature motor ကြီးကိုတစ်ချက်ကြည့်အောင်ဒီကောင်ကြီးကနည်းနည်းကျန်းတဲ့ထဲမှာတော့ပါတယ်ဗျ။ဒီကောင်ကြီး hit point ကကျွန်တော်ကြီး6900ရှိတယ်။သူ့ရဲ့ damage ကကျွန်တော်240ဖြစ်ပါတယ်ဗျ။သူကကျတော့ဒီလိုမျိုးတွေ့မြင်တဲ့အတိုင်းပဲဒီလိုမျိုးကြောက်တုံးကြီးနေထွက်ထွက်လာပြီးတော့မှအဲ့လိုမျိုးထုတာပေါ့နော်ဒီနာ defend နေမှာဒီ troop တွေကတ်လာပြီးဆိုတော့လည်းတခါလေး show အဲ့ဒီအကွက်လေးနေသူက ပိုလာလိုမျိုးသူကနှစ်ခုအလုပ်လုပ်တာပဲဒီဘက်နေအခုထိမယ်ဆိုရင်နောက်တစ်ချိန်နဲ့ဒီနောက်က true ကိုပါတော့တွားပြီးတော့အဲ့လိုလိုထိသေးတာဖြစ်ပါတယ်ဒီကျွန်တော်ပိုလာလိုမျိုးပဲတစ်ချက်ပြစ်လိုက်တာနဲ့အဲ့လိုမျိုးလိမ့်ပြီးတော့မှထိသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုလေအလုပ်လုပ်တာဖြစ်တယ်ဒီကောင်ရဲ့ area ကကျွန်တော်2.5 area ဖြစ်ပါတယ်ဗျာ အဲ့တော့ဒါကတော့ကိုယ့်ရဲ့ပုံစံလိုမျိုးဘလို့သုံးမလဲဘယ်ဟာပိုကောင်းလဲဘလို့ထားလို့ချင်းဘီဒီလိုမျိုးဘေးမှာပို့ပြီးတော့အဆင်ပြေလဲဆိုတာကွာကိုဘောနောက်ထပ်ဗီဒီယိုလေးတွေလုတ်ပေးအောင်မယ်ဒီ defense နဲ့ပတ်သက်ပြီးတော့မှာလောလောဆယ်တော့ဒီ defense ကကျွန်တော် upgrade ထဲမှာပါဝင်လာတော့မှာဖြစ်ပါတယ်သူကကျွန်တော်တောင်းဆက်ခွန်တစ်ခုလည်းရရှိမှာဖြစ်ပါတယ်ကျွန်တဲ့တောင်းတွေမှာဆိုလို့ရှိရင်တော့ဒီ defense ကိုရရှိအောင်မှာမဟုတ်ဘူးတောင်းဆက်ခွန်ဆိုလို့ရှိရင်တော့ဒီ defense ကိုစတင်ပြီးတော့ upgrade လုပ်လို့ရတော့မှာပဲဖြစ်ပါတယ်ဗျာ ဒီကောင်းရဲ့ area ကိုတစ်ချက်နှိပ်ပြီးတော့မှကြီးလိုက်မယ်ဆိုရင်ဒါ J ရဲ့ area ပေါ့နော် J ရဲ့ area တော်တော်ဝေဝေးကြီးကိုလှမ်းပြီးတော့ဆွဲနေတာဖြစ်ပါတယ်အဲ့တော့ဝေးကြီးမှာရှိတဲ့ကျွန်တော် troop တွေကိုလှမ်းဆွဲပြီးတော့ဒီ J ကကောက်ထည့်ပြီးဆိုလို့ရှိရင်တော့အနားမှာရှိတဲ့တောင်းဟိုးကြီးကကျတော့အမှန်ကန်ကျိတ်မဲ့အနေထားပဲပေါ့ဗျာနော်ဒီ defend သွားပြီးတော့အထင်သေးလို့တော့မရဘူးတော်တော်လေးနောက်ပိုင်းကျလို့ရှိရင် အာရှုပ်လာနိုင်တယ်ပေါ့နော်ဒီ defend ဒီကောင်လေးကြည့်မယ်ဆိုရင်ဒီ flex spitter လေးရသူ့ရဲ့ area ကကြတော့ကျွန်တော်နည်းနည်းလေးပေါ့နော်ဒီကောင်ကကြတော့ဒီလောက်ထိပဲရှိတယ်ဒီကောင် area တွေကကြတော့ဒီနာကကတ်လာမာတာသူကစတင်ပြီးတော့ဒီပြစ်မှာပေါ့နော်ဟိုဂျိတ်ကြီးကကြတော့ဆောနာကိုပေါ့ပြတယ်လို့ပဲတော်တော်လေးကျဲတဲ့အနေထားကြီးပဲဖြစ်ပါတယ်ဒါကကြတော့ဒီကျွန်တော်တို့ crusher motor ဖြစ်ပါတယ်သူ့ရဲ့ area ကလည်းကျွန်တော်ချင်းချင်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဒီကောင်လည်းမဆိုအနာနာကတ်လာမာစတင်ပြီးတော့ပြစ်မှာပေါ့နော်ဒီဂျိတ်ကြီးကိုထားထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီဂျိတ်ကိုတော်တော်လေးတော့ကြိုက်နေပြီလောလောဆယ်တော့ဘယ်လိုဘင်မျိုးနဲ့လိုက်မလဲဆိုတော့ကိုဘိုးတို့တွေတေချာလေးကြည့်အောင်ပေါ့နော် defend လည်းအခုမှစပြီးတော့ထောက်မှာဆိုတော့တေချာလေးကျွန်တော်လေးလာအောင်မှာဖြစ်ပါတယ်ဒီကောင်ကတော့ချိန်ဆွဲပြီးတော့မှအနာကောင်စိုးလေးတော့တခါတည်းပြစ်မယ်အဲ့တော့ဒီ defend ကိုတစ်ချက်လောက်ကျွန်တော်တို့ true လေးတွေရှာပြီးတော့မှစမ်းကြည့်အောင်မှာဖြစ်ပါတယ် okay ဒီ jay လေးကိုကိုဘောအဓိကစမ်းကြည့်တာဗျအဲ့တော့ dragon လေးကျွန်တော်ဒီနားလောက်ချလိုက်မယ်ကောင်လေးက Jay နဲ့လမ်းဆွဲတယ် Oh my god ဆောင်းရမ်းမြန်တဲ့အနေတိုင်းနဲ့ချက်ချင်းဒီ Dragon ကဒီနေရာရောက်လာတာကြီးအကျွတ်စင်ဗျ Okay ကျွန်တော်နောက်ကောင်သုံးကောင်လောက်ရှာကြည့်ရဒီကောင် Jay ဆွဲအောင်တစ်ချက်ရှိုးမယ် Okay တကောင်ပါတယ် Sure တယ် နောက်တော့ကောင်ထက်ဆွဲတယ် Oh my goodness တတော်လေးကိုကျွတ်စင်ပြကြိတ်ကအာရောက်ဒီလိုပုံစံမျိုးဆိုရင်တော့တိတ်အရှင်နေကောင်းမဲ့နေတာတော့မရှိဘူးဒီကောင်ကအရင်ကြုံရမဲ့နေသားတွေဖြစ်ကုန်ပြီပြသေးလား Okay baby dragon လေးတွေရှာမယ် Okay ဟာရောက် Sure ကျန်လိုက်တဲ့ defend ပါကွာ Oh my god Warren Valerie လေးဖွင့်ကြည့်အောင် Okay ကျုံးလာပဲသူကတော့မရဘူးတော်တော်လေးကျန်တဲ့နေထောင်ကိုရောက်နေပြီလားအနာနာ defend နေရရှယ်သူ့ကိုပြစ်တာပေါ့ဗျာဒီကောင်ဆွဲပေးသလိုမျိုးဖြစ်နေ Oh my god Okay ဒါကတော့ flame spitter လေးဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်ဒီချက်လောက်ကြည့်ရအောင်ဗျာဒီကောင်လေးကတော့ကျွန်တော်ဒီအနာလာလာမှာထဲမှာပဲသူကအလုံးလုံးမှာဗောနော် Okay Okay သူကတော့ဒီမီးပွားလေးနေနဲ့လမ်းပြီးတော့မှ damage ပေးတဲ့နေတိုင်းဖြစ်ပါတယ်ဒီဖြစ်တဲ့သူ့မီးကကျေလာတာနော် brother တော့လဲလဲပြီးတော့မှဒီအပြင်ဘက်ကိုရောက်လာတဲ့နေသားလေးဖြစ်ပါတယ် โอเคဒါတော့သူရဲ့အလုပ်လုပ်ပုံလေးပါကျွန်တော်ဒီလောက်လောက်နေထားဆိုရင်တော့ तू ကရအောင်မှာတော့မဟုတ်ဘူးထင်ပါတယ်โอเค तू ကဒီဖန်ဒီသူကအနာတော့မရောက်သေးဘူး तू ဒါရိုက်ကိုလဲနေတော့ပါပဲလားโอ้ my god မီးဝါးတွေကဒါရိုက်ကိုလဲနေတာကြီးဗျာတော့ तू နောက်လာလာမလာလာစိတ်ဝင်စားဘူး तू ကတော့ပုံမှန်လဲပက်နေတဲ့ဒီဖန်လိုမျိုးဖြစ်နေတာဗျာသိလားဟုတ်哦အဲ့တော့ ပုံမှန်သူကတော့လဲနေမယ်သူနားလာမှထိမယ်ဆိုတဲ့အနေထားပေါ့ဗျာသိလားဟိုဒီကောင်းရဲ့လှုပ်လှုပ်ပုံကလည်းဒီထူးဆန်းတယ်လို့ပြောရမှာနော်တခါမှကိုယ်တွေမတွေ့ရသူဒီ elephant ဆိုလို့ချင်းလဲအနားရောက်မှထပစ်တာဒီ mighty archer တို့ဆိုလဲအနားရောက်မှထပစ်တာဒီကောင်းကြီးကတော့မဟုတ်ဘူး auto သူကသူလဲနေတာဗျာသိလား Okay မဆိုးပါဘူး Okay ဒါလေးကိုတစ်ချက်လောက်ကျွန်တော်ကြည့်အောင်ဒီကျွန်တော်တွေ crusher motor လေးကိုတစ်ချက်လောက်ကြည့်အောင်ဗျာရေစုပ်ကဘွားတော့ဒီ ground လေးတစ်ချက် air လေးတစ်ချက်အရင်ချကြည့်မယ်နော်ကျွန်တော် air လေးချကြည့်မယ် အဲမှာဆိုလို့ရှင်တော့ဒီကောင်ဟောင်းတော့ဒီအလုံးနဲ့လမ်းကျိတ်ပြီးတော့မှပြစ်နေမှာတော့မဟုတ်ဘူးအဲတော့ ground မှာဆိုလို့ရှင်တော့သူကစတင်ပြီးတော့အလုံးလုံးမှာဖြစ်ပါတယ်ဒီ defense ကြတော့အဲ ground only ပေါ့နော် ground only လုံးလုံးတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီနေ့ video လေးကဒီလောက်ပါပဲ video လေးကိုအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတာကိုကျေးဇူးအများကြီးတင်ပါတယ်ကိုယ့်ရဲ့ video လေးကိုချိန်နေတတ်တယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကူညီပေးလို့ရပါတယ်ဗျအားလုံးပဲပိုက်ပါကျွန်တော်ရဲ့ now video ကြမှာပြန်လဲ subscribe ပါမယ်ဗျ